မင်္ဂလာပါခင်ဗျရန်ကုန်ခေတ္တကနေဒီကနေ့နေ့လည်ကင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်ဒူဒူကောင်းဆောင်ဒေါအောင်ဆန်းစုကြည်ရဲ့ရန်ကုန်မြို့ကတက္ကသိုလ်ရိပ်သာလက်နေအိမ်ကိုလေလံတင်ဖို့အထက်ကပါဝင်တဲ့ဗဟန်းစီဗီရုံနဲ့ထွေအုပ်ရုံဟောင်းကိုဒီကနေ့မနက်မှာပဲမိုင်းခွဲတက်ခိုင်းမှုအတွင်းရဲနှူပွဲချင်းပြီးသေသွားတယ်ဆိုပါလိမ့်ကချင်ပြည်နယ်တနိုင်းမြို့နယ်ကအချက်ဖက်စစ်ကောင်စီရဲ့ခလာရ290တရင်ခွဲ နမ်ဂေါ့စထရီမော့စကန်ကို KIA နဲ့မဟာမိတ်တပ်တွေကတပ်မှန်သိမ့်ပိုက်လိုက်ပြီးဆိုတဲ့သတင်းပါဝင်ဒီနေ့နေ့လည်းကင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်အခုပြမဆုံးတင်ဆက်ပေးခြင်းသတင်းကတော့လူလူကောင်းဆောင်ဒေါ်အဆတ်စုကြည်ရဲ့ရန်ကုန်မြို့ကတက္ကသိုလ်ရိပ်သာလမ်းနေအိမ်ကို လေလံတင်ဖို့အဓိကပါဝင်တဲ့ဗဟန်းစီပင်ရုံနဲ့ထွေအုပ်ရုံဟောင်းကိုဒီကနေ့မနက်မှပဲမိုင်းခွဲတိုက်ခိုက်မှုအတွင်းရန်အူပွဲချင်းပြီးကိုသေသွားတယ်လို့တော်လိုင်းရင်သတင်းရင်းမြစ်ကရန်ကုန်ခေတ်တစ်ကိုပြောပါတယ် ဒီနေ့မတ်လ16ရက်နေ့မနေ့အစောပိုင်းမှာပဲရန်ကုန်မြို့မှာရှိတဲ့ဗဟန်းမြို့နယ်စီပင်ရုံးနယ်ဗဟန်းမြို့နယ်ထွေအုပ်ရုံးဟောင်းကိုရန်ကုန်တိုင်းပကဖအထူးတပ်ဖွဲ့ကနေအဝေးထိန်းမိုင်းနဲ့တပြိုင်နက်ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်ဆိုပါလေအဲ့ဒီလိုတိုက်ခိုက်မှုအတွင်းဗဟန်းထွေအုပ်ရုံးဟောင်းမှာတဆွဲထားတဲ့ဘန်ဂါကင်းဆောင်ရဲနှုတ်ကတော့ပွဲချင်းပြီးကိုသေသွားတဲ့အပြင်နောက်ထပ်စစ်သားနဲ့ရဲတွေနဲ့ဒဏ်ရာရတဲ့သူတွေရှိသွားတယ်လို့တော်လိုင်းရင်သတင်းချင်းမိကပြောထားပါတယ်အခုလော မိုင်းဆွဲတက်ခိုက်မှုဟာလူတကောင်းဆောင်ဒေါင်ဆန်းစုကြည်ရဲ့တက်တော်ရိတ်သားလမ်းကနေအိမ်ကိုလေလံတင်ဖို့လှုပ်တဲ့အထက်မှာအဲ့ဒီဗဟန်းစီပင်ရုံနဲ့ထွေအုပ်ရုံဟောင်းဟာအဓိကပါဝင်နေတဲ့အတွက် တက်ခတ်ရတာဖြစ်တယ်လို့လည်းပြောထားပါတယ်။နောက်ထပ်လည်းပြည်သူလူထုနဲ့ဆန့်ကျင်တဲ့လှုပ်ရက်တွေကိုကျူးလွန်နေတဲ့သူမြည်သည့်ဖွဲ့စည်းလူပုဂ္ဂိုလ်ကိုမဆိုးရန်ကုန်တိုင်းပကဖကနေအခုတက်ပုံမပြင်းထန်တဲ့အရေးယူတက်ခိုက်မှုတွေကိုစနစ်တကျလှုပ်ဆောင်သွားမှာဖြစ်တဲ့အပြင်လက်ရှိ လူထုအတွက်တော့ကများစေတဲ့စစ်မှုထမ်းကိစ္စကိုလိုက်လုံနေတဲ့စစ်ကောင်စီတောက်တိုင်းဝန်ထမ်းတွေထွေအုပ်တွေရက်ကွက်အုပ်ကြီးတွေနဲ့လက်ဝေကန်တောက်တိုင်းတွေအားလုံးကိုလည်းစနစ်တကျအရေးယူတိုက်ခိုက်သွားမှာဖြစ်တယ်လို့ရန်ကုန်တိုင်းပကပကနေတတိပေးထားပါတယ်ခင်ဗျာတဖက်မှာလဲကချင်ပြည်နယ်တနိုင်းမြို့နယ်ကအချက်ဖက်စစ်ကောင်စီရဲ့ခက်လိုက်ရနှစ်ကိုခွန်တရင်ခွဲနမ်ကောရွှေမော်တက်စကန်ကိုကြရင်နဲ့မဟာမိတ်တပ်တွေကတတ်မှန်သိမ့်ပိုက်လိုက်ပြီလို့ KIA သတင်းရင်းမြစ်ကရန်ကုန်ခေတ်တွေကိုပြောပါတယ်။မတ်လ16ရက်နေ့ဖြစ်တဲ့မနေ့ကညနေပိုင်းမှာပဲ KIA တမဟာနှစ်နယ်မြေမှာရှိတဲ့နမ်ဂေါရွှေမော်ကအကြမ်းဖက်စစ်တပ်ရဲ့ခက်လက်ရနှစ်ကိုခွန်တရင်ခွဲစစ်စခန်းကို KIA နဲ့မဟာမိတ်တပ်တွေကသိမ်းပိုက်ရရှိသွားပြီးဆိုပါတယ်။လက်ရှိမှာတော့အဲဒီစခန်းသိမ်းတိုက်ပွဲတွင်စစ်ကောင်စီဘက်ကသေတဲ့စရင်နဲ့လက်နက်ခဲယံရရှိမှုကိုစီစစ်နေပြီးတနိုင်းမှာဒါပထမဦးဆုံးသိမ်းလိုက်တဲ့စခန်းပဲလို့ KIA သတင်းရင်းမြစ်ကပြောထားပါတယ်။ KIA ဦးဆောင်တဲ့မဟာမိတ်တပ်တွေဟာ မတ်လ9ရက်နေ့ကစပြီးကချင်ပြည်နယ်မှာထိုးစစ်တွေကိုတရက်ဝင်စတင်လိုက်ရကနေဒီကနေ့ထိစစ်ကောင်စီရဲ့တပ်စခန်းပေါင်း30ကျော်ကိုသိမ်းဆီးရရှိထားတဲ့အပြင်စစ်ကောင်စီတပ်ဖွဲ့ဝင်အယောက်300ကျော်ကိုလည်းအရှင်ဖမ်းဆီးရမိထားတယ်လို့ KIA သတင်းရင်းမြစ်ကပြောထားပါတယ်ခင်ဗျဒီတစ်ခါပဲခူးတိုင်းဘက်မှာတော့ရွှေချင်းမြို့နယ်ကလဲရဲစစ်ကောင်စီတပ်စခန်းကို KNLA ပူးပေါင်းတပ်တွေကနေဒရုန်းနဲ့ဘုံးတိတွေဇက်တိုက်ကျဲချတိုက်ခိုက်မှုအတွင်း စေကောင်းစီတပ်သား၄ဦးသေသွားပြန်တယ်လို့ GNL Night Host တပ်ဖွဲ့စီကနေသိရပါတယ်။ရွှေချင်းမြို့နယ်မှာရှိတဲ့လှဲရဲစစ်ကောင်းစီတပ်စခန်းကို GNL ပူပေါင်းတပ်ဖွဲ့တွေကနေမတ်လ9ရက်9ရက်နဲ့12ရက်နေ့တွေမှာ drone နဲ့87မမဘုံးဒီတွေ60မမဘုံးဒီတွေနဲ့မီးလောင်ဘုံးတွေကိုပါကြဲကြတက်ခတ်ခဲ့တယ်ဆိုပါတယ်။အဲ့ဒီလိုတက်ခိုက်မှုတွေအတွင်းကျန်ပါစကောင်စီတပ်သား၄ဦးကတော့ drone bomb တွေကြားမှာပဲအသီးသီးသေကုန်ကြတဲ့အပြင်ဒဏ်ရာရတဲ့သူတွေလည်းရှိသွားတယ်လို့ KNL Night Host တပ်ဖွဲ့စီကနေတည်ရပါတယ်ခင်ဗျအခုတခါခရင်ပြည်နယ်ဘက်မှာတော့မြဝတီမြို့နယ်ကတင်ငန်းကြီးနောင်စိမ့်လဲမြိုင်အနိပဝင်းဂျင်တွေကိုအကြက်ဖက်စစ်တပ်ကလေရင်တွေလက်နက်ကြီးတွေနဲ့တောက်လျှောက်ပစ်ခတ်တိုက်ခိုက်နေတယ်လို့ဒေသခံပြည်သူတွေကပြောပါတယ်မတ်လ16ရက်နေ့ဖြစ်တဲ့မနေ့ကမြဝတီမြို့နယ်တင်ငန်းကြီးနောင်ဝေရှဲစိမ့်လဲမြိုင်ကာကွင်းတစ်နဲ့တုံးတရာကျေးရွာပဝင်းဂျင်တွေကို ကျမ်းပတ်စစ်တကလေရင်တွေလက်နက်ကြီးတွေနဲ့တနေလုံးနီးပါတောက်လျှောက်ပစ်ခတ်တိုက်ခိုက်နေတယ်ဆိုပါလေတဖက်မှာလေအကျမ်းပတ်စစ်တကမြောက်ရီမြို့ဘရင်နောင်လမ်းမကြီးရဲစခန်းနဲ့ထွေအုပ်ယုံပတ်လေလမ်းတွေကိုပိတ်ထားလိုက်ပြီးဘသူကမှဖြတ်တန်းခွင့်မပေးတော့တလို့မတင်ငါရင်ပစ်ခွင့်မှာပေးထားတယ်လို့လည်းသိရတယ်လို့ဒေသခံပြည်သူတို့ကပြောထားပါလေခင်ဗျတဖက်မှာတော့အေယာဝတီတိုင်းငပူတော်မြို့နယ်ကမကြီးပင်သုံးကွာကျေးရွာအုပ်စုမှာအုတ်ချုပ်ရေးအဖွဲ့ဝင်တွေရဲ့သားတွေကို <laughs> စစ်မှုထမ်းဖို့နမဲစင်းမထဲ့ပဲခြံထားခဲ့ကြပြီးမိမျိုးမှလည်းအုတ်ကြီးရဲ့သားကိုစစ်မှုထမ်းစရင်နဲ့မထဲ့တဲ့အတွက်မဲနိုင်ပွဲပါပြတ်သွားတယ်လို့ဒေသခံပြည်သူတွေကပြောပါတယ်မက်လာ16ရက်နေ့ဖြစ်တဲ့မနေ့ကပဲအေယာဝတီတိုင်းငပူတော်မျိုးနဲ့မကြီးပင်၃ကကျေးရွာအုပ်စုမှာစစ်မှုထမ်းဖို့ကျေးရွာအလိုက်လူငယ်တွေကိုစုဆောင်းခိုင်းပြီးတဲ့နောက်မဲနိုင်ခိုင်းတဲ့အချိန်ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်တွေအားလုံးရဲ့တာသမီနာမည်တွေကိုထည့်သွင်းထားခြင်းမရှိပဲမဲနိုင်တဲ့စရင်မှလည်းမပါဘူးလို့ဆိုပါတယ် မကြီးပင်တုံးကအုပ်စုမှာအုပ်ချုပ်ရေးမှုမောက်ခိုင်းရက်ခွက်အုပ်ချုပ်ရေးမှုအဖွဲ့ဝင်တွေဖြစ်တဲ့တန်းလွင်တင်စွန်းဒေါက်တိုနိုင်နိုင်တန်းနိုင်နဲ့ဖိုးနိုစီဆိုသူတို့ကစစ်မှုထမ်းဖို့လူငယ်ရှင်တွေကိုပြုစုတဲ့အချိန်သူတို့ရဲ့သားသမီးနာမည်တွေကိုစစ်မှုထမ်းစရင်နဲ့မထည့်ပဲဖဲ့ထုတ်ထားတယ်လို့ဒေသခံပြည်သူတို့ကပြောပါတယ်လက်ရှိမှာတော့စစ်မှုထမ်းဖို့မဲပေါက်သွားတဲ့လူငယ်တွေရဲ့မိဘမောင်နှမတွေကငိုပြီးမူးမေ့လဲတဲ့သူကလက်တက်တဲ့သူကတက်နေဈေးယုံပို့ရတဲ့သူတွေလည်းရှိနေပြီး မဲပေါက်တဲ့လူငယ်တွေကလည်းအစိတ်တော့အသေးခံမဲဆိုပြီးတော့ဗာပြောနေကြတယ်လို့စစ်တပ်ကတော့မဲပေါက်တဲ့လူငယ်တွေကိုငပူတော့မြို့ပေါ်တက်ထဲခေါ်သွားကြပြီလို့ဒေသခံပြည်သူတွေကပြောပါတယ်တစ်ဖက်ကတင်းသာရီတိုင်းမိမျိုးမှာရှိတဲ့တက်ပြင်ရက်ကွက်မှာလေလူငယ်တွေကိုစစ်မှုထမ်းဖို့မဲနိုင်ခိုင်းတဲ့အချိန်အုတ်ချုပ်ရဲမှုရဲ့တားဖြစ်သူနာမည်ကိုခြံထားတဲ့အတွက်ပြည်သူတွေကမကြင်မနက်တွေဖြစ်ပြီးမဲနိုင်ပွဲပါပြတ်သွားတယ်လို့တက်ပြင်ရက်ကွက်နေပြည်သူတို့ကပြောထားပါတယ်ခင်ဗျ ကဲ့ဒါကတော့ရန်ကုန်ခေတ်ကနေဒီကနေ့နေလေကင်းသတင်းတွေကိုတင်ဆက်ပေးခဲ့တာပါကြည့်ရှုပေးခဲ့အတွက်ကျေးဇူးတင်ပါတယ်ကျွန်တော်နားငယ်ပါ